မိင်္ဂလာပါဒီနေ့ကျွန်မပြောပြမယ့်ရည်ရည်လေးကဝေးရတဲ့ရည်ရည်ဟွံ့ရနေလို့ပါရဲ့ဝေးရတဲ့ရည်လို့ပါတယ်ကိုင်းရနဲ့ပေါ်ပက်တစ်ချောင်းလို့ပါတယ်ကိုဟာအရေးပေါ်ငွေတွေလိုအပ်နေတယ်ဆိုရင်ငွေဟာလူတိုင်းလိုအပ်တယ်လေအဲ့တော့အရေးပေါ်ငွေတွေလိုအပ်တယ်ဆိုရင်ခုရည်ရည်လေးကိုသုံးရမှာဖြစ်ပါတယ်နော်ဒီရည်ရည်လေးကိုကိုင်းရရဲ့ဒီပေါ်မှာရေးရမယ်ရှင်ဒီဘက်အချောမဟုတ်ဘူးဒီဘက် ထုံးတုတ်တဲ့ဘက်မှာရေးရမယ်လိုတဲ့ငွေဟာ မှတ်ခု300ကျက်ဆိုရင်300ကျက်အမြန်ရစီလို့ရှင်းရမယ်300ကျက်အမြန်ရစီနော်စာလေးရေးလိုက်ရေးပြီးရင်ဒီလိုလေးလိုက်မယ်နော်ပြီးရင်ဘာဆိုရမလဲဆိုတော့ ဒီဝတိပရလေးစောယတိမာပါတိစန္ဒီမာတန်တော်တော်ခတ်တေရတပတိဇာယတပိပြမနောအထသဗ္ဗမဟောရတေဘုရောတပတိသာတာတာတိတံဒေသတမနံဘုဒ္ဓဝနာမိအာရဟံနမေကာရာနုပါဝေနတပိပူရံတုတင်ခပါလိုလီရေးပြီးလို့ပြောပြီးလို့ရှိရင်ဒီကိုယ့်ရကလေးကိုယူပြီးတော့ကိုယ့်ရပတ်ဆိုင်ကလေးတွေကိုထည့်တာနော်ထည့်ပြီးရင်အားနေတဲ့အချိန်မှာမလုပ်မလဲဆိုတော့ခုနကျမချွတ်ပြတဲ့ဒီဝတပတိကာထာဒီဝတပတိကာထာဆိုတာကဝေရစီတဲ့ကာထာပေါ့နော်ဝေရစီရဲ့ကာထာလေးကို ပူဇော်မယ်ဆိုရင်ပဆိုင်ကလေးပုတ်ပုတ်ပြီးတော့ပူဇော်ရတယ်ကျွန်တော်ကတော့အဲ့ဒါကိုအမြဲတမ်းပတိစိတ်တယ်ဒီဝါလေးတို့ဘုံတော်အဲ့ဂုံတော်ပေါ့နော်ပတိစိတ်တယ်ပတိစိတ်တဲ့အတွက်ငွေဝင်နေဆိုရင်ငွေဝင်မှုပေါ့ငွေလို့ရဆိုရင်ငွေရှာရတာမျက်နှာလေးမြန်နေပေါ့နော်အဲ့လိုမျိုးလေးဖြစ်စီချင်တော့အဓိကတော့ဂုံတော်ရပူဇော်မှတယ်နောက်တစ်ခုကွန်းရဲ့သဘောပေါ့ကွန်းရွက်တို့ကွန်းရာတို့ဆိုငွေလာငွေခေါ်တဲ့သဘောတင်းနာနဲ့ဘုဒ္ဓဘုကိုတန်းရိုက်တာလို့ခေါ်တယ်တိုက်ရိုက်တဲ့သဘောပေါ့ငွေလို့ရဆိုရင်ငွေခေါ်တာ ငွေခေါ်တော့ပွန်ရွက်ပွန်ရငွေခေါ်တနင်းနာနဲ့ဗုဒ္ဓဘူးကိုတွဲပြီးတော့มาရိုက်တာပါเนาะငွေပွန်ရဆိုငွေခေါ်တာเนาะအားလေးကိုပြပြတာအဲ့တော့ငွေလိုတယ်ဆိုရင်ဒီဝတ္တိကာထာလေးကိုပူဇော်ပြီးတော့ပွန်ရွက်ကလေးနဲ့လုပ်လို့ရပါတယ်เนาะကထာလေးကမရလို့ရှိရင်ကျွန်မဗီဒီယိုကိုခဏခဏပြန်ကြည့်လိုက်ပါအဲ့ဒါဆိုရင်ငွေဝင်လန်းတွေဖြောင်းပြီးတော့ဒီဝတ္တိကာထာလေးလည်းအလွတ်ရသွားလိမ့်မယ်ကျေးဇူးတင်ပါတယ်ကျွန်မရဲ့မိတ်ဆွေစိတ်ချမ်းသာကိုကျွန်မကြားပါစေရှင်